ပူပြီးတော်တယ်ကွတပင်တပင်ကနေတပင်ကိုမြေကြီးကိုနင်းရမလို့ပဲသွားလို့ရတယ်ကွအရန်ဝေးတဲ့နေရာတွေကိုလည်းခဏလေးနဲ့သွားနိုင်တယ်ငါကမှပူသုံးဝင်တာကွငါကတပင်တွေကိုလည်းလဲနိုင်တယ်တတုံးလေးကြီးတွေကိုလည်းဆွဲနိုင်တယ်ဒါကြောင့်လူသားတွေကပစ္စည်းလေးကြီးတွေဆွဲဖို့ငါတို့ကိုသုံးကြတာကွသူတို့နှစ်ယောက်ဒီလိုညှင်းခုန်နေကြတာကိုကြွက်ကလေးကမြင်တော့ တာမီမီတို့အတွက် story creator entertainment မင်္ဂလာပါတတာမီမီတို့ရေဒီနေ့တံမိုးဆိုတဲ့ပုံမြင်လေးကို ပြောပြပေးချင်ပါတယ်တခါကတောကြီးတစ်ခုထဲမှာစင်နှမြောက်တို့ဟာအတူတူဆော့ပေါ်ဆော့ဘက်တငယ်ချင်းတွေဖြစ်ကြတဲ့တည်းဒီနေ့မှာတော့စကားပြောရင်းကနေဘသူကပိုတံမိုးရှိတယ်ဘသူကပိုသုံးဝင်တယ်ဆိုပြီးငင်းခုန်ကြပါလေရောငါပူပြီးတော်တယ်ကွာ တပင်တပင်ကနေတပင်ကိုမြေကြီးကိုနင်းရမလို့ပဲသွားလို့ရတယ်ကွအရန်ဝေးတဲ့နေရာတွေကိုလည်းခဏလေးနဲ့သွားနိုင်တယ်ငါကမှပူသုံးဝင်တာကွငါကတပင်တွေကိုလည်းလဲနိုင်တယ်တတုံးလေးကြီးတွေကိုလည်းဆွဲနိုင်တယ်ဒါကြောင့်လူသားတွေကပစ္စည်းလေးကြီးတွေဆွဲဖို့ငါတို့ကိုသုံးရတာကွသူတို့နေအောင်ဒီလိုညှင်းကုန်နေကြတာကိုကြွက်ကလေးကမြင်တော့ဘာတွေဖြစ်နေကြရလဲတငယ်ချင်းတို့ကြွက်ကလေးကြီးငါကတပင်တက်တာလဲမြင်တယ် ပြီးတော့ဘလောက်မြင့်မြင့်တက်နိုင်လဲ။ဒါကြောင့်ဒီစင်ထက်ငါကပိုပြီးတော့တယ်မဟုတ်လား။ကျော်ကလေးငါကခွန်အားကြီးတယ်။ပစ္စည်းလေးကြီးတွေကိုလည်းတည်နိုင်စွဲနိုင်တယ်။ဒါကြောင့်ငါကဒီမြောက်ထက်ပိုတော့တယ်လို့ပြောလိုက်စမ်းပါကွာ။အင်းခမရတို့နှစ်ယောက်လုံးပြောတာလဲမှန်နေတာပဲ။ကျုပ်တော့ဘသူပိုတော့လဲမပြောနိုင်တော့ဘူးဗျာ။ဒါပေမဲ့ဒီလန်းစုံနာကတစ်ပင်ပေါ်မှာပညာရှိတဲ့ကျက်တူကြီးတကောင်နေတယ်ဗျ။သူကတော့တေချာပေါ့ဘသူပိုတော့လဲပြောနိုင်ပါလိမ့်မယ်။ ဒီလိုနဲ့ကျက်တူရွေးလေးစီရောက်လာကြတဲ့ပညာရှိကျက်တူရွေးခင်ဗျာကျွန်တော်တို့နှစ်ယောက်မှာဘသူပို့တော်လဲသိကျင်လို့ပါကျက်တူရွေးလေးကခဏစဉ်းစားလိုက်ပြီးနောက်မင်းတို့နှစ်ယောက်မှာဘသူပို့တော်လဲဆိုတာငါသိပါတယ်ဒါပေမဲ့ဒီချောင်းရဲ့ဟိုဘက်ကမ်းမှာရှိတဲ့တရက်ပင်မော်ကတရက်တီးတလုံးခူးယူခဲ့ပြီးရင်ပြောပြမယ်အဲ့ဒါနဲ့စင်နေမြောက်ဟာ ထွက်လာကြတဲ့ချောင်းဆက်ကိုရောက်တော့မြောက်ကဟိုဘကန်းကိုဘလို့ကူးရမှန်းမသိလို့စိတ်ညစ်နေတဲ့ အဲ့ဒီချိန်မှာဆင်ကငါစွမ်းကိုမင်းခုတီးရတော့မယ်ငါကြောပေါ်တက်လိုက်စမ်းပါအဲ့လိုပြောပြီးချောင်းကိုအေးအေးဆေးဖြတ်ကူးသွားတော့တယ်တဖက်ကန်းကိုရောက်တော့တရက်ပင်ကိုတွေးကြတဲ့တရက်ပင်ပေါ်ကအသီးကိုလည်းမြင်းများတဲ့ဒါပေမဲ့တရက်ပင်ကအရန်ကြီးတာကြောင့်တွန်းလဲဖို့မဖြစ်နိုင်တော့ဆင်ဟာအကြံအိုက်နေတော့တာပေါ့ဒီချိန်မှာမြောက်ကဒီတပင်မြင်းလောက်ကတော့ငါ့အတွက်အေးဆေးကွာကြည်သား ပြပြောဆိုဆိုနဲ့တိပင်မော်တက်ခါတရသည်ကိုခူးပြီးပြန်စင်းလာတဲ့။အဲ့ဒီနောက်ကျတူရွေးလေးစီပြန်ရောက်တော့ဒီမှာအတင်းလိုချင်တဲ့တရသည် ကျွန်တော်တို့နှစ်ယောက်ဘသူပို့တော်လဲပြောပြတော့ကောင်းပါပြီ။ဒါပေမဲ့တင်းတို့ဒီလောက်ကိုတယောက်စီသွားခိုင်းရင်အောင်မြင်ကြပါမလား။ဒီတော့မှဆင်းတဲ့မြောက်လေးတို့ဟာနှစ်ယောက်ပူးပေါင်းပြီးလှုပ်လို့အောင်မြင်ခဲ့တယ်ဆိုတာကိုစဉ်းစားမိသွားပြီးကျတူရွေးလေးကိုနှုတ်ဆက်ကပြန်ခဲ့ကြတော့တဲ့ကွယ်။ ကဲတသားမိမိတို့ရေနေရာတိုင်းမှာသူ့နေရာနဲ့သူတန်ဖိုးရှိတယ်ဘသူကအမှပို့တော်တယ်ဆိုတာမရှိဘူးဆိုတာကိုသိထားရမယ်နော်